မ္မလီဝန်ဆောက်ချောင်းမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တောက်ကြနေညရှမ်းနေအတန်ရဲ့ pocket အစီအစဉ်လေးကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှမ်းနေ data နဲ့ပြည်တွင်းပြပါတင်တွေကိုစူးစီးနှาศင်သွားကြရမှာပဲဖြစ်ပါတယ်ဒီနေ့ညအတွက်သတင်းတွေမှာတော့ရှမ်းနေ prepaid တွေကို digital နည်းပညာတွေနဲ့ထိန်းသိမ်းမှုတွေစတင်ဆောင်ရွက်နေတဲ့သတင်းမန္တလေး home link လေးရင်လက်မှတ်တွေဟာနှစ်ကုန်မှရရှိတော့မယ့်သတင်း ကျန်တဲ့စုတ်ခွာမဲ့မကုံမြို့မှာတံပုံ TV ဆန္ဒထုတ်ဖော်မှုတွေပြန်လည်စတင်လာတဲ့တဲ့စီးရီးယားတမနာနဲ့ပြည်ထရေးဝန်ကြီးတဲ့အပေါ်ပိတ်ဆို့မှုတွေကိုကုလတမကလုံခြုံရေးကောင်စီကဖယ်ရှားလိုက်တဲ့တဲ့တွေကိုနားဆင်သွားကြမှာပဲဖြစ်ပါတယ်မန္တလေးဟ ோம் လင်းလေရင်လက်မှတ်များနှစ်ကုန်မှာရရှိနိုင်တော့မယ့်အကြောင်းကိုပြောပြပြီးတော့မှာပါ မန္တလေးမှာဟ ோம் လင်းမြို့တို့သွားလာရဲ့အတွက်တခုတီတော်လမ်းကြောင်းဖြစ်နေတဲ့လေကြောင်းလိုင်းလက်မှတ်တွေဟာ2025ခုနှစ်ကုန်ခါနီးမှာလက်မှတ်ရရှိနိုင်တော့မှာဖြစ်တယ်လို့လက်မှတ်အယောင်ဌာနတွေစီကနေစုံစမ်းသိရှိရပါတယ်လာမယ့်ဒီဇင်ဘာ29လောက်မှာလက်မှတ်ကရတော့တာလက်မှတ်တွေမရှိတော့ဘူးကုန်နေကြပြီဈေးကလည်း9သိန်းကျော်တယ်နော် Homely မန္တလေးကိုတော့လက်မှတ်တွေရနိုင်သေးတယ် တရက်ကို3စီးလောက်ထွက်တယ်လို့ပြောတယ်လို့ဒေတာခန့်တို့ကပြောပြပါတယ်လျင်လက်မှတ်များရရှိနိုင်ရှင်းမရှိတာကြောင့်လက်မှတ်စင်းတို့များလည်းပြင်ပမှာကြက်ဆဲသိန်းကျော်အထိရှိနေကြောင်းစုံစမ်းတည်ရပါတယ်။ဟ ோம் လင်းမျိုးတို့ပြန်မဲ့ခီးတဲရာနဲ့ရှိဟာလက်မှတ်မရရှိတာကြောင့်မန္တလေးမျိုးကဖုံးတော်ကြီးကျောင်းတွေနဲ့ဆွေမျိုးတွေရဲ့နေအိမ်မှာနေထိုင်နေကြရတာနလကျော်ကြာမြင့်နေပြီလဲဖြစ်ပါတယ်။ ။ဒါပြင်ဟ ோம் လင်းမျိုးရဲ့အရှိခံစားတောက်ကုန်နဲ့ကုန်စီများလဲတောင်တင်နေဆဲဖြစ်တယ်လို့စုံစမ်းတည်ရပါတယ်။ဟ ோம் လင်းမျိုးအတွက်ခီးတော်လာမှုနဲ့ကုန်စီစီးဆင်းမှုများရဲ့အဓိကဖြစ်တဲ့မြေပြင်ကုန်လမ်းပိုက်များကတိုက်ပွဲကြောင့်လုံးဝရပ်တန့်နေချိန်မှာလေကြောင်းလိုင်းများကလည်းအကန့်အသတ်ဖြစ်လာပြီးကုန်စင်းနှုံးတွေကြီးမြင့်လာတယ်လို့ဒေတာခန့်တွေကပြောဆိုကြပါတယ်။ ထို့အတူ home lane မန္တလေးလေရင်လက်မှတ်နှုံးထားတွေဟာလည်းတနစ်အတွင်းမှာကြက်3သိန်းခွဲကနေကြက်6သိန်းအထိဆန်းရှိန်တင်မြင့်တက်မှုလည်းဖြစ်နေတယ်လို့ဒေတာခန်တွေကဆိုကြပါတယ်။ပြည်တွင်းလေကြောင်းလိုင်းကို ART 72 600အမျိုးအစားတွေနဲ့အတိကထားပြန်တမ်းပြီးခရီးတယ်80ဝန်းကျင်တည်ဆောက်နိုင်တာလည်းဖြစ်ပါတယ်ရှင်။ တရံအနီဆုတ်ခွာမဲ့မိုးကုံမြို့မှာတံပုံးဒီဆန္ဒထုတ်ဖော်မှုတွေပြန်စတင်လာတဲ့တဲ့တင်ကိုပြောပြပေးသွားပါမယ်။တရံအနီဆုတ်ခွာဖို့ပြင်ဆင်နေတဲ့မိုးကုံမြို့မှာတိတခန့်ရရမနေ့ကနိုဝင်ဘာလ6ရက်နေ့ညမှာတံပုံးဒီဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီးစစ်တပ်ပြန်ဝင်လာမဲ့အပေါ်မလိုလားတဲ့အကြောင်းကိုအဓိကဆိုလိုတာလို့သိရပါတယ်။မိုးကုံမြို့ကိုစစ်ကော်မရှင်နဲ့တရံအနီတို့တရုတ်နိုင်ငံရဲ့ဂျောင်းဝင်ညှိနှိုင်းပေးမှုအရာအပြစ်အခက်ရက်စဲရေးကိုတဘောတူရေးထိုးခဲ့ ဲ့ပြီးမြို့ကနေစုတ်ခွာဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။မိုးကုံမြို့ကို မကြာခဏရောက်ရှိတဲ့တပိတ်ကောင်းဆောင်ဒေါက်တာတေစာဆန်းကလည်းမိုးကုံပြည်သူတွေကစစ်အာဏာရှင်စနစ်ကိုလုံးဝဆန့်ကျင်ကြောင်းနဲ့မိုးကုံမြို့ထဲကို အာဏာသိမ်းစစ်တပ်ပြန်ဝင်လာမှာမလိုလားကြောင်းတန်ပုံးတန်တွေကပြသနေတယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။အခုလိုဆန္ဒထုတ်ဖော်ခြင်းဟာလင်းနစ်ကျော်ကာလအတွင်းလူထုရဲ့တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်နေစေဖြစ်တယ်လို့သုံးသပ်ပြောဆိုနေကြတာလဲ NUG ရဲ့ တူးစစ်ရေးချုပ်လဲဖြစ်မိုးကုတ်သားတဦးလဲဖြစ်တဲ့ဒေါက်တာစိုးသူရဆော်ကပြောဆိုထားပါတယ်။မိုးကုံမြို့ကို အခုလပိုင်းမှာ TNN တွေကစုတ်ခွာဖို့အတွက် ပြင်ဆင်နေတယ်လို့ဒီတခံတချို့လဲတိုက်ပွဲဖြစ်လာနိုင်ခြေတွေကြောင့်ကြိုတင်သိမ်းရှောင်မှုတွေလဲရှိနေပြီဖြစ်ပါတယ်။တအောင်းတက် TNN တွေကစုတ်ခွာဖို့ပြင်ဆင်ပေမဲ့မိုးကုံပကဖအပါအဝင်တော်လိုင်းရေးအင်အားစုတွေကတော့မိုးကုံမြို့ကိုလက်မလွတ်ရေးအတွက်ပြင်ဆင်မှုတွေကိုဆောင်ရွက်နေတယ်လို့ဒီတခံတွေစီကနေသိရပါတယ်။မိုးကုံမြို့အ တွင်းမှာတော်လန်ရေးပူပေါင်းအင်အားစုများစွာဟာကြောက်မဲနဲ့တီဘောမျိုးတိမ့်ပိုက်ခံရစဉ်ကတည်းကရောက်ရှိနေတာဖြစ်ပြီးလက်ရှိမှာပုံမုံများပြားလာနေတယ်လို့ဒေတာခန်တဦးကဆိုပါတယ်။မိုးကုံမျိုးကိုကာကွယ်ဖို့အတွက်မိုးကုတ်ပြူဟာကတိုက်ရဲအသေးတချို့ထပ်မံတိုးချဲ့လာနေတယ်လို့ PDF တပ်တွေတချို့လည်းမိုးကုံမျိုးကို ရောက်ရှိနေကြပြီလို့သိရပါတယ်။ ရှနိပရပိုင်များကို digital နည်းပညာနဲ့ထိမ့်သိမ်းမှုတွေစတင်နေတဲ့အကြောင်းကိုပြောပြပေးတော့မှာပါရှနိပရပိုင်များကို digital နည်းပညာတွေနဲ့ထိမ့်သိမ်းမှုလုပ်ငန်းတွေကို စတင်လှုပ်ဆောင်နေတယ်လို့ရှနိရှေဟောင်းပရပိုင်စပေးထိမ့်သိမ်းရေးကော်မတီကနေတည်ရပါတယ်ဒီနေ့ကနေစပြီးတော့ပရပိုင်တွေကိုတန်ရှင်းလုပ်ပြီး digital တပ်ပုံရိုက်ပြီးတော့လုပ်ငန်းတွေစပါတယ်ဒီနေ့နှုတ်ပြီးတယ်စုစုပေါင်း58အုပ်လုံးပြီးအောင်တော့လုပ်ကြည့်မလို့ပဲရိုက်ပြီးရင်တော့ပြန်တဲခဲ့ပြီး ပရိုက်ပန်ရှင်တွေကိုပြန်အပ်ပေးရမှာပါအချက်အလက်တွေကိုတော့အတတ်နိုင်ဆုံးများများဖြန့်ထားရမယ်ထင်တာပဲတစ်ချိန်ကြာအမျိုးသားပြတိုက် လုံနိုင်ရင်တော့ပိုကောင်းတယ်။နှစ်ရက်ပေါင်းဆိုရင်ရှီအိုလော်တော်ရက်ပြီးတော့ပြီမနှစ်ဖြန်တစ်ပတ်ခါကစနေတနင်္ဂနွေဆိုတော့စာကြည့်တိုက်လည်းပိတ်ပြီးတော့နားတယ်။ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက် e-library မှာဆောင်ရွက်နေတယ်။ ကော်မတီယာရေးရတာဝန်ခံ စေသိန်းဝင်းကဆိုပါတယ်ရှန်နီရှေဟောင်းပရပိုက်များကိုရှမ်းပြည်တောင်ကြီးမြို့ရှိအပြည့်ပြဆိုင်ရာ ပုတ်တာတက္ကသိုလ်မှာမနေ့ကနိုဝင်ဘာလ6ရက်နေ့မှာစတင်ပြီးမှတ်တမ်းတင်စကန်ကင်မရာများနဲ့မှတ်တမ်းတင်ထိန်းသိမ်းနေတယ်လို့တီးရပါတယ်ပရပိုက်တွေကိုတန်ကာ3ပါအမျိုးသား3ဦးအမျိုးသမီး5ဦးတို့နဲ့ပုတ်တာတက္ကသိုလ်မှာစကန်ဖတ်တဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေပြီးတလဝန်းကျင်ကြာမြင့်နိုင်တယ်လို့တီးရပါတယ် ရှနိဒေတာအတီတီကရရှိထားတဲ့ရှေဟောင်းပရပိုက်တွေထဲကလက်ရှိမှာ48စုအထိစကန်ဖတ်ပြီးသိသိထင်ထင်ရင်လောက်ဆောင်နေတာလို့တီးရပါတယ်။ရှမ်းပြည်ပုတ်တာတက္ကသိုလ်ကိုဦးဆောင်တဲ့အောက်စဖို့ဆရာတော်ရဲ့ပံ့ပိုးပေးမှုနဲ့2019ခုနှစ်ကရှနိရှေဟောင်းပရပိုက်24စုအထိ Digital နည်းပညာနဲ့မှတ်တမ်းတင်ခဲ့ဖူးတာဖြစ်ပါတယ်။ ပူဖုံးစာရေးတဲ့ဝေတန်တရားဆက်တော်ပရပိုက်ပုတ်တဝင်ပရပိုက်မြန်မာတက္ကရာ1269ခုနှစ်ပြတိုလဆန်း၂ရက်နေ့နေ့လွဲ၂ရက်သီးတဲ့အချိန်မှာ ပူစိန်ရေးသားတဲ့အပိတမခွန်ကျမ်းပရပိုက်တို့ကို ရှမ်းပြည်ပုတ်တတက္ကရာ SSPU ထံလူတန်းထားတာတွေလည်းရှိတယ်လို့သိရပါတယ် ရှနိရှေဟံပရပိုက်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း300ဝန်းကျင်မှာရေးသားခဲ့ကြတဲ့ပုတ်တဆပေတွေကို အများဆုံးတွေ့ရှိရပြီးတနာယီပုံပြင်ပရပိုက်တရှိုးကိုလည်းတွေ့မြင်ရတယ်လို့တီးရပါတယ်ပြောက်ဆုံးလာနေသလိုတမြောက်ထိမ့်ထိမ့်တူတွေနေပါလာတာကြောင့်ရှနိပရပိုက်တွေကိုခစ်တဲ့ရှနိစာပေတွေနဲ့ပြန်လဲရေးကူပြီးထိမ့်ထိမ့်တာ အတုံးအနို့ဝဟာရတွေရဲ့အနက်အသိပယ်တွေကိုပြန်လဲဖော်ထုတ်တာတွေကိုဆက်လက်လှုပ်ဆောင်ဖို့ရှိနေတယ်လို့အဲ့ဒီကော်မတီတွေကနေတီးရပါတယ်ရှင်စီးရီးယားတမနာနယ်ပြည်ထရေးဝန်ကြီးတွေအပေါ်ပိတ်ဆို့မှုတွေကို ကုလတမကလုံခြုံရေးကောင်စီကဖယ်ရှားပေးလိုက်တဲ့တဲ့တင်ကိုပြောပြပေးပါမယ်ကုလတမကလုံခြုံရေးကောင်စီဟာတနင်္လာနေ့မှာအင်ဖြူတော်အတွင်းအမေရိကန်တမနာဒေါ်နယ်ထရန့်ရဲ့တွေးဆုံဖို့အစီအစဉ်ထားတဲ့စီးရီးယားတမနာ assets အရှာရာဘအပေါ်ပိတ်ဆိတ်မှုတွေကိုဖယ်ရှားပေးလိုက်ပါတယ်။ဂျာတာပရင်းနေမှာအမေရိကန်ကအစိုးပြုတဲ့ဆုံးဖြတ်ချက်တွေထဲမှာစီးရီးယားပြည်ထရေးဝန်ကြီးအာနက်စ်ကာဒက်စ်အပေါ်ပိတ်ဆိတ်မှုတွေကိုရုတ်တိမ်ပေးခဲ့တာပါ။ထောက်ခံမဲဆလီမဲရရှိခဲ့ပြီးတရုတ်ကတော့မဲမပေးဘဲနေခဲ့ပါတယ်။ဝါရှင်တန်ဟာအဖွဲ့ဝင်၅ဦးပါတဲ့လုံခြုံရေးကောင်စီအားစီးရီးယားအပေါ်ပိတ်ဆို့မှုတွေကိုဘီရှော့ပေးဖို့လာပေါင်းများစွာတိုက်တွန်းနေခဲ့တာပါထရန့်ဟာ မေလမှာဆီးရီးယားရဲ့အပေါ်အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကိုရုတ်တိမ်ပေးမယ်လို့ပြောကြားခြင်းဖြင့်အမေရိကန်ရဲ့မူဝါဒအပြောင်းလဲကြီးတစ်ခုကိုကြေညာခဲ့ပါတယ်။သူကအလုတ်ကောင်းကောင်းလုပ်နေတယ်လို့ကျွန်တော်ထင်ပါတယ်လို့ Trump ကဂျာတာပဒိနစ်နောက်ပိုင်းမှာရှာရာအကြောင်းကိုပြောဆိုခဲ့ပါတယ်။73နှစ်အကြာပြည်တွင်းစစ်အပြီးမှာဆီးရီးယား73နှစ်အကြာပြည်တွင်းစစ်ဆီးရီးယား73နှစ်အကြာပြည်တွင်းစစ်အပြီးမှာဆီးရီးယားတမန်အကအစ္စလာမစ် TS ဥဆောင်တဲ့တပုံအဖွဲ့တွေရဲ့မူချုပ်ပြတက်ခိုက်မှုတွေနဲ့အတူဒီဇင်ဘာလမှာရထူးဖြုတ်ချခံခဲ့ရပါတယ်။ရခင်ကတော့ Nara from အဖြစ်လူတီများတဲ့ HD ဟာ2016ခုနှစ်မှာဆက်ဆံရေးပြတ်တောက်ပြီးစီးရီးယားမှာ Ad Guide အဖွဲ့တရားဝင်အဖွဲ့ဖြစ်လာခဲ့ပါတယ်။2014ခုနှစ်မေလမှာစပင်ပြီးအဲ့အဖွဲ့ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီက Ad Guide နဲ့ Islamic နိုင်ငံတော်ပိတ်ဆို့မှုစီးနှင်းထဲမှာပါဝင်ခဲ့ပါတယ်။ HD အဖွဲ့အများပြားဟာကုလသမဂ္ဂရဲ့ ိတ်ဆို့မှုအောက်မှာရှိနေပြီးခီတွားခွင့်ပိတ်ပင်တာပိုင်ဆိုင်မှုတွေပိတ်ဆို့တာလက်နက်ရောင်းဝယ်မှုတွေပိတ်ပင်တာတွေပါဝင်ထားတာလည်းဖြစ်ပါတယ်အခုအခါမှာတော့အဲ့ဒီအဖွဲ့တွေအပေါ်ပိတ်ဆို့မှုတွေကိုရုတ်တန်းပေးလိုက်တာလည်းဖြစ်ပါတယ်ရှန်နီအတန်ရဲ့ပေါ့ကတ်အစီအစဉ်တွေကိုရှန်နီဘာသာနဲ့မြန်မာဘာသာဘာသာနှမျိုးတင်ဆက်ပေးနေပါဗျာ ရှနီအတန်ရဲ့သတင်းဆောင်းပါးတွေကို www.shannybyte.com နဲ့ www.facebook.com/thebyteofshannie ဆက်မျက်နှာတွေမှာတွားရောက်နားဆင်လို့ရနိုင်ပါပြီ။ဒါပြင်ရှနီတိုင်းသားတွေရဲ့ရိုးရာရင်ကျင်းမှုတွေလူနေမှုဘဝတွေလူမှုရေးစီးပွားရေးစတဲ့ကိစ္စရပ်တွေကိုဆောင်းပါးတွေ short video တွေအနေနဲ့လည်းရှနီအတန်ရဲ့ re YouTube channel နဲ့ Telegram နဲ့ channel တွေမှာကြည့်ရှုနိုင်ပါတယ်။ရှနီအတန်ရဲ့ TikTok မှာလည်းရှနီတိုင်းသားတွေရဲ့ ရိုးရာရင်ကျင်းမှုလူနေမှုဘဝတွေကိုကြည့်ရှုအားပေးလို့ရနေပါပြီအခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှန်နီအတန်ဝိုင်းတော်ရာတွေကအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာကြပါစေခင်ဗျာငင်းကြုံတေရောက်ခါကြောင်း